ဆောင်မဲမဲမနာလိုချင်တာရကောဝဲပြီးမင်းရမွေးနေမှာစတောင်းစကားလေးပြန်လွင်နေရေဒီယိုဒီစင်ဖိန်ရဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်အမတ်တရားနေ့အစီအစဉ်အားနေဒီကနေ့ဇွန်လ2ရက်နေ့မှာမွေးနေ့ပြင်းပြောင်းကြတဲ့မွေးနေ့ရှင်တွေအားလုံးနဲ့အတူတူချစ်သူဆောင်တွေမင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပန်းဝင်တောင်းဆိုပေးထားတာတွေကို အမတ်တရားနေ့အစီအစဉ်အားနေပြီးတော့ထုံလွှင့်တင်ဆက်ပေးတော့မှာပဲဖြစ်ပါရင်ရှင် အမတ်တရားနေ့အစီအစဉ်အားနေ့ပြည်မဆုံးဆူတောင်းပေးခြင်းနဲ့မွေးနေ့ရှင်ကတော့ကျောင်းဆင်မျိုးကညီမလေးဣလေးရဲ့ဒီနေ့မှပြည်မြောက်တဲ့26နှစ်ပြည့်မွေးနေ့အတွက်ကိုပါဝင်တောင်းဆိုပေးထားတာဖြစ်ပါတယ်။ညီမလေးဣလေးရဲ့ဒီနေ့မှပြည်မြောက်တဲ့မွေးနေ့အတွက်ကိုတော့ပင်တရားကအေးအေးခိုင်မကွေးကငိမ့်ဆက်ပဲမြေကြီးနာကအေမာလွင်ဦးစကိုင်းကစင်မာဝင်နေပြည်တော်လေဝေးကစုနယ်တီလင်းခိုင်ခိုင်ဝင်းလှိုင်လှိုင်ဝင်းနွယ်လင်းသူခင့်ခိုင်ဝင့်လွှာ ချင်းပြည်နယ်ကမေလင်းနှင်းမိုးပွင်ဝက်လက်ကမိုးမမဤစဉ်လိုင်းမြကြီးနာကကြဲကလေးဂျူဂျူမိုးမြင့်သူတို့ကပောင်ဝင်တောင်းဆိုပေးထားတာဖြစ်ပါရဲ့ရှင်ဆက်လက်ပြီးတော့ဆူတောင်းပေးရအောင်မေမွေးနေရှင်ကတော့မြင်းကျဲမျိုးကညီမလေးမေဆောင်နှင်းဆက်ရဲ့ဒီနေ့မှပြင်းပြောက်တဲ့25နှစ်ပြည့်မွေးနေ့အတွက်လေးကိုပောင်ဝင်တောင်းဆိုပေးထားတာဖြစ်ပါရဲ့ မြန်မာလေးမင်းဆောင်နှင်းဆက်ရဲ့ဒီနေ့မှပြေးမြောက်တဲ့မွေးနေ့အတွက်ကိုတငယ်ချင်းတွေဖြစ်ကြတဲ့မကွေးကငင်းဆက်ပဲရွှေဘိုကကျူကျူတဲတဲဝင်းချောချောမိုးမြင့်သူလယ်ဝေးကစုနန်တီလင်းခိုင်ခိုင်ဝင်းလိုင်လိုင်ဝင်းနွယ်လင်းသူခင်းနဲ့ခိုင်ဝင်းလွာတို့ကပါဝင်တောင်းဆိုပေးထားတာဖြစ်ပါတယ် ဆက်လက်ပြီးတော့စူတောင်းပေးရမယ့်မွေးနေ့ရှင်ကတော့တောင်ကြီးမျိုးကအမွာညီမတွေဖြစ်ကြတဲ့ညီမလေးခေလေးယူနဲ့ခေလေးနူနူရဲ့ဒီနေ့မှပြေးမြောက်တဲ့23နှစ်ပြည့်မွေးနေ့အတွက်လေးကိုပါဝင်တောင်းဆိုပေးလာတာဖြစ်ပါတယ်ရှင်။အမွာညီမနှစ်ယောက်အတွက်ပါဝင်တောင်းဆိုပေးထားတဲ့သူတွေကတော့ပြည်ဦးလွင်ကဆရာဆိုးဝင်းဆရာမဒေါ်နွေသစင်မြင့်တို့ကနေပြီးတော့ပါဝင်တောင်းဆိုပေးထားတာဖြစ်ပါတယ်ရှင်။ မတရားနေ့အစီအစဉ်အားနေထပ်မံပြီးတော့ဆူတောင်းပေးရအောင်မယ်မွေးနေ့ရှင်ကတော့မြကြီးနာကညီမလေးသစင်မျိုးရဲ့ဒီနေ့မှပြင်မြောက်တဲ့22နှစ်ပြည့်မွေးနေ့အတွက်လေးကိုပါဝင်တောင်းဆိုပေးထားတာဖြစ်ပါတယ်။ညီမလေးသစင်မျိုးရဲ့ဒီနေ့မှပြင်မြောက်တဲ့မွေးနေ့အတွက်ကိုတော့ပင်တရားကအေးအေးခိုင်မကွေးကငင်းစပေမြကြီးနာကအေးမလွင်ဦးစကိုင်းကစင်မဝင်းတို့ကပါဝင်တောင်းဆိုပေးလာတာဖြစ်ပါတယ်ရှင်။ ဒီနေ့မှမွေးနေ့ပြင်းပြောက်ကြတဲ့ကျောင်းဆယ်မျိုးကညီမလေးဤလီမြေကျမျိုးကညီမလေးမေဆောင်နှင်းဆန်တောင်ကြီးမျိုးကအမွှာညီမတွေဖြစ်ကြတဲ့ခင်းလေးယူနဲ့ခင်းလေးနူမြကြီးနာကညီမလေးသစင်မျိုးတို့ရဲ့မွေးနေ့အတွက်ကိုအမတ်တရားနေ့အစီအစဉ်အနေပြီးတော့မွေးနေ့ဆုမွန်ကောင်းလေးတောင်းစုပြုပေးကြပါတယ်ဒီနေ့မွေးနေ့လေးမှာပျော်ရွှင်ပါစေ။စိတ်သွားတိုင်းကိုပါနိုင်တဲ့ဘဝတစ်ခုကိုရရှိပိုင်ဆိုင်နိုင်ပါစေလို့မွေးနေ့ရှင်တွေအားလုံးအတွက်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်။ တ်တရားနေ့အစီအစဉ်အားနေ့ဒီတစ်ခါဆူတောင်းပေးအောင်အုံမဲ့မွနေရှင်ကတော့ရန်ကုန်ရွှေပြည်သာမနေတဲ့ညီမလေးခန့်တင်စာကိုရဲ့ဒီနေ့မှပြေမြောက်တဲ့15နှစ်ပြည့်မွနေအတွက်လေးကိုပါဝင်တောင်းဆိုပေးထားတာဖြစ်ပါတယ်ညီမလေးခန့်တင်စာကိုရဲ့ဒီနေ့မှပြင်းပြောက်တဲ့မွေးနေ့အတွက်ကိုတော့ပြည်ဦးလေးမှနေတဲ့ဖို့ဖို့ဦးဖုံရှင်ဖို့ဖို့တော်မမဦးဦးဦးတောင်ဦးကျော်တို့ကပါဝင်တောင်းဆိုပေးထားတာဖြစ်ပါတယ်ရှင်။ အမတ်တရားနေ့အစီအစဉ်အားနေ့အခုနောက်ဆုံးဆူတောင်းပေးခြင်းနဲ့မွေးနေ့ရှင်ကတော့မကွေးမျိုးကညမလေးစန်နီမိုးရဲ့ဒီနေ့မှပြင်းပြောက်တဲ့မွေးနေ့အတွက်လေးကိုပအဝင်တောင်းဆိုပေးထားတာဖြစ်ပါတယ်။ညမလေးစန်နီမိုးရဲ့ဒီနေ့မှပြင်းပြောက်တဲ့မွေးနေ့အတွက်ကိုတော့မကွေးမနေတဲ့မသူစာခင်ကပအဝင်တောင်းဆိုလာတာဖြစ်ပါတယ်ရှင်။ ဒီနေ့မှဝင်နေပြေးမြောက်ကြတဲ့ရန်ကုန်ရွှေပြည်သားကညီမလေးခန့်တင်စာကိုနဲ့မကွေးမနေတဲ့ညီမလေးစန်နီမိုးတို့ရဲ့မွေးနေ့အကြွားကိုအမတ်တရားနေ့အစီအစဉ်အနေပြီးတော့မွေးနေ့ဆုမွန်ကောင်းလေးတောင်းစုပြုပေးကြပါတယ်တရားပြောရှုမွေကောင်းတဲ့မွေးနေ့ရမျက်လေးဖြစ်ပါစေအလောက်ကွင်တွေအားလုံးလည်းအဆင်ပြေပါစေလို့မွေးနေ့ဆုမွန်ကောင်းလေးတောင်းစုချွေပေးလိုက်ပါတယ်ရှင် တရားနေ့အစီအစဉ်မှာမွေးနေ့ရှင်တွေအတွက်ပါဝင်တောင်းဆိုပေးထားတာတွေကိုထုံနှင်းတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ဆက်လက်ပြီးတော့ချစ်သူဆုံးတွဲမိင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပါဝင်တောင်းဆိုပေးထားတာတွေကိုထုံနှင်းတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ရှင်။ See like the neighbor lily ချစ်ချင်း ချစ်သူဆောင်တွေမင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပါဝင်တောင်းဆိုလာတဲ့ပရိသတ်ကတော့ပြည်ဦးလေးမှနေတဲ့တာကြီးဒေါက်တာစိုးတင်နိုင်မယ်ဖြစ်ပါတယ်။သူကတော့ရန်ကုန်မှာနေတဲ့ဦးစီးမူဖဖေဦးမင်းညွန်းနဲ့မေမေဒေါသနာဆိုတို့ရဲ့ဒီနေ့မှပြည်မြောက်တဲ့33နှစ်ပြည့်မင်္ဂလာနှစ်ပတ်လည်အတွက်ကိုပါဝင်တောင်းဆိုပေးထားတာဖြစ်ပါတယ်။ မင်္ဂလာဇနီးမောင်နဲ့အတွက်စကားလက်ဆောင်လေးရတော့ပပိနဲ့မမေတဲ့ရတုဆက်ဆက်နှစ်ပတ်လေတိုင်းပျော်ရွှင်စွာပေါင်းဖက်သွားနိုင်ပါစေဆိုပြီးစကားလက်ဆောင်လေးပါပေးထားပါတယ်ရှင်အမတရားနေ့အစီအစဉ်မှာအခုနောက်ဆုံးပါဝင်တောင်းဆိုလာတဲ့ပရိသတ်ကတော့နေပြည်တော်လေဝေးမှနေတဲ့စုနန္ဒီလင်းခိုင်ခိုင်ဝင်းလှိုင်လှိုင်ဝင်းနှွယ်လင်းသူခင်းနဲ့ခိုင်ဝင်းလွာတို့ပဲဖြစ်ပါတယ် သူတို့ကတော့ကိုချမ်းအင်းနဲ့မမမိုးတို့ရဲ့ဒီနေ့မှပြင်းပြောက်တဲ့၄နှစ်နဲ့၂လပြည့်ချစ်သက်သက်အတွက်ကိုပါဝင်တောင်းဆိုပေးထားတာဖြစ်ပါတယ်။သဆိုင်သူနှစ်ယောက်အတွက်စကားလက်ဆောင်လေးရတော့အမြန်ဆုံးရွှေလက်တွဲနိုင်ပါစေဆိုပြီးစကားလက်ဆောင်လေးပေးထားပါတယ်ရှင်။ ဒီနေ့မှနှစ်ပတ်လည်ပြည်မြောက်ကြတဲ့ချစ်သူဆုံးတွဲတွေအားလုံးနဲ့အတူတူမင်္ဂလာဇနီးမောင်နှံတွေအားလုံးပဲဒီနေ့နှစ်ပတ်လည်လရနေစပြီးတော့နောက်နှစ်ပေါင်းများစွာထိချစ်ချင်းများစွာနဲ့လက်တွဲသွားနိုင်ပါစေ။ကျောင်းသားသမ ्या အခက်ခဲအတားဆီးတွေကိုလည်းအတူလက်တွဲပြီးတော့ဖြေရှင်းနိုင်ပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်။ပရိသတ်တွေအားလုံးအခုနားဆင်ခဲ့ရတဲ့အစီအစဉ်ကတော့အမတ်တရားနေ့ဆိုတဲ့အစီအစဉ်ပဲဖြစ်ပါတယ်ရှင်။အမတ်တရားနေ့အစီအစဉ်ကိုနေ့စဉ်မနက်9:00ဝန်းကျင်အချိန်တိုင်းမှာထုံးတွင်တင်ဆက်ပေးနေရပါ ဘဲဖြစ်ပါရယ်။တစင်းအဖွင့်ပရိသတ်တွေအားလုံးကအမတ်တရားနေ့အစည်းအဝေးမှာကိုရဲ့ချစ်သူခင်သူတငယ်ချင်းမိတ်ဆွေတို့ရဲ့မွေးနေ့တွေနဲ့ချစ်သူဆုံးတွေမင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်နေ့အတွက်ပန်းဝေတောင်းဆိုပေးခြင်းနဲ့ဆိုရင်တော့နေ့စဉ်မနက်7:00နာရီကနေ12:00နာရီအတွင်းဖုန်းနံပါတ်3933 6936 3936နဲ့3998 9999 9995တို့မှာ၃ရက်ကြိုတင်ပြီးတော့ပန်းဝေတောင်းဆိုပေးနိုင်ပါတယ်ရှင်။ နောက်ဆက်အားပေးခဲ့ကြတဲ့သစင် FM ပရိသတ်များအားလုံးပဲတာယာပျော်ရွှင်မွေကောင်းတဲ့နေ့လေးတစ်နေ့ဖြစ်ပါစေရှင်။